အားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။အခုပြပြချင်းတဲ့တည်င်းကတော့အကုန်လုံးလည်းရင်းနှီးပြီးသားဖြစ်မယ်တရုတ်စာပေါ့နော်။ တယုတ်ဆောင်ထိုးကအဲဒီနေ့ match လ10ရက်နေ့မနက်6နာရီမှာပဲကွယ်လွန်သွားတယ်လို့သိရပါတယ်အဲအဖြူရောင်တက်ကြတဲ့မဲချိုးဇလန်းတွဲရင်နဲ့ယောက်ျားကောင်အတောင်20ရုပ်ရှင်ကမှာပါဝင်ခဲ့ပြီးတော့ပရိသတ်ကလည်းအားပေးခဲ့ကြတယ်အဲသူလည်းဖြစ်တယ်ပေါ့နော်သူကကလေးတယုတ်ဆောင်ဘဝနဲ့ဇကားတွေအများကြီးယူလဲရိုက်ကူးခဲ့ရပြီးတော့အခုလူကြီးတယုတ်ဆောင်အနေနဲ့လည်းတယုတ်ဆောင်အဖြစ်ပရိသတ်အားပေးမှုရရှိခဲ့သူလည်းဖြစ်ပါတယ်ပြီးွားတော့ အခုပေါ့နော်အာဒီတယုံဆောင်ထူကဒီနေ့မနက်6နာရီမှာကွယ်လွန်သွားခဲ့ပြီလို့ဒီချန်ရဲ့သူမိသားစုကနေပြီးတော့အတိပေးပြောကြားခဲ့ပါတယ်ဆိုတော့ဆုံးသွားတဲ့အကြောင်းအရာကတော့ဒီပေါ့နော်အစာအိမ်ရောင်နဲ့အကြောင်းအရာကြောင့်မလို့ဆုံးသွားတယ်လို့တော်တော်များများကတော့ပြောကြတယ်ပေါ့နော်ဒါမဲ့တချို့ကလည်းကားအက်ဆီဒန့်ကြောင့်မလို့ဆုံးသွားတယ်လို့ ပြောကြတယ်ဒါပေမဲ့အစာရင်ရောင်တာကတော့အမှန်တကယ်လို့ပြောကြပါတယ်ဆိုတော့တယုတ်ဆောင်သူကကလေးတယုတ်ဆောင်ဘဝကလေးကနေပြီးတော့ဇယုတ်တီကိုလည်းပြ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 တယုတ်ဆောင်နိုင်ပါတယ်အဲထာဝရအလင်းတန်းမှာကလေးတယုတ်ဆောင်ဖြစ်ချီ တရုတ်ဆောင်လည်းပြီးတော့ဗောနော်လူများရဲ့ချီချူးခြင်းကိုခံခဲ့တယ်တရုတ်ဆောင်တယောက်လည်းဖြစ်ပါတယ်အခုလူကြီးတရုတ်ဆောင်အဖြစ်ကူပြောင်းလာတဲ့အခါမှာတော့ဒီအဖြူရောင်တက်ကြရက်များမေချိုးစားတဲ့ဇလန်းတွဲရင်းနဲ့အောင်မြင်ခဲ့တဲ့လူမျိုးပဲ2024ရဲ့အကယ်ဒမီထူးချွန်စုအမျိုးသားဇာတ်ပုံစုမှာလည်း ယောက်ျားကောင်းအတောင်20စကားနဲ့ပရိသတ်ထင်ကြီးပြီးခံရတဲ့ဒီတောင်မဲ့မိရဲ့တရေရဲ့အမှုပညာရှင်တယောက်လို့လည်းမှတ်ကြောက်တင်ခံထားသူဖြစ်ပါတယ်။ဆိုတော့အသက်ငယ်ငယ်လေးနဲ့ဒီလိုမျိုးအရွယ်မတိုင်ခင်မှာ ကွယ်လွန်သွားတဲ့အတွက်သူနဲ့သူ့အတွက်ပေါ့နော်ဒီပရိသတ်နဲ့ထပ်တူဝမ်းနဲ့ကြည်ခွေရပါတယ်။သူရဲ့ပရိသတ်တွေအကုန်လုံးကလည်းဝမ်းနဲ့ကြောင်းနေဖို့အများကြီးပေါ့နော်ဒီဆိုရှယ်မီဒီယာတွေပေါ်မှာရေးတင်ထားရှိတယ်။တချို့ကြတော့လည်းမယုံနိုင်ဘူးပေါ့နော်။အဲ့လိုမျိုးရေးတင်ထားတဲ့အကြောင်းအရာတွေလည်းအများကြီးရှိပါတယ်။ ဆိုတော့ဒါပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးယောဂနဲ့အရွယ်မတိုင်ခင်မှာအဆုံးရတဲ့အတွက်ပေါ့နော်ကာကသူကလေးရောက်ပါစေလို့ဆုတောင်းပေးပါရယ်အားလုံးလည်းယောဂတွေကိုစစအေးအေးအားကြီးစိုက်ကြပါလို့မှာကျင်ပါတယ်ရှင်